ောတာစီရင်ပေါင်းမင်္ဂလာပါခင်ဗျာလေးစားရပါသော စာရေးဆရာမကြီးခင်းနေယူ၏မြန်ကြာပြူဝတ္ထုစီအပိုင်း၅ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာမြန်ကြာပြူတနင်္ဂနွေနေ့မှာနေပိုင်းကတော်နှင့်အချားရာစီကတော်လေးများကကာနစီဆယ်လီနှင့်ကလေးတွေက မမတန်းကားနဲ့တစည်းကားသုံးစီးထွက်လာကြသည်မြတ်တလွန်ဖျားရောက်တော့ကလေးများကို နေပိုင်ကတော်လက်ထက်အခဲကဆယ်လီကားယူ၍ထွက်လာခဲ့သည် သူကားကို တိုင်းမင်းကြီးခြံထဲမောင်းဝင်လာတော့တူတူအိမ်တကားဝမှာစီးကျိုနေသည်ကို တွေ့ရသည်တူတူကကားပေါ်မှဆင်းလာတော့သူ့လက်ကိုလှမ်း၍ကင်လိုက်သည် နေ့ကဆယ်လေးစီက ဖုံးရကလေးကဝမ်းတာနေတာကျွတင်ချင်းပြီးမှ လာရမယ့်လူတွေမဟုတ်ပါဘူးဆယ်လေးတူတူတငယ်ချင်းတွေအတွက်အိမ်ကအမေးဖွင့်ထားပါတယ်တူတူစကားပြောရင် သူ့ကိုအိတ်ခမ်းသူခေါ်သွားသည်ထိုင်ဆယ်လီဆယ်လီက ထိုင်ရင်ကျေဝန်းတက်ရက်သောအိတ်ခမ်းကို မျက်စိဝေ၍ကြည်လိုက်ရာဧခန်းတောက်တွင် တူတူနှင့်တိုင်းမင်းကြီးမင်္ဂလာဆောင်စဉ်ကရိုက်ထားသည်ထင်သည်ဆုံတွဲဓပ်ပုံအကြီးကြီးကို ခုံတစ်ခုပေါ်မှာထောင်ထားသည်တူတူကဘီးစတုံးနှင့်ပွားခြုံထားသည်တိုင်းမင်းကြီးကကောင်းပေါင်းနှင့်တိုက်ပုံယိုယိုချိတ်ပစိုးဝတ်ထားသည်ချိတ်လုံးကြီးကတူတူနှင့်ဆင်တူဓပ်ပုံဤကြက်တရေက ဧကံကိုလွှမ်းမိုးနေပုံရသည်တူတူတခြားများခยีထွက်နေမလားတရားရောက်နဲ့ချိန်တာမလားလို့ကြိုဆက်တာပါ တူတူစေတနာကိုဆယ်လီနားလေပါတယ်အတော်ပဲတူတူမန္တလေးကြာစံချက်ချက်ထားတယ်စားတော့ပြီးမှအေးအေးဆေးဆေးပြန်ပေါ့ကုကူလည်းမရှိဘူးတိုင်းမင်းကြီး ဟုတ်တယ်။ခကြီးထွက်နေတာတပတ်ခါမှပြန်ရောက်မယ်။ကြာစံကြတော့မတော့ပြစီနဲ့။ခလေးတွေနေပိုင်ကတော်နဲ့မြတ်တလွန်ဖះမှထားခဲ့တယ်။အိုးသူတို့ပါခေါ်လာခဲ့ရောပေါ့။တူတူနဲ့ဆယ်လီအကြီးကြီးပြောကြစကားစီလူပါ။ကြကြလဲမနေနိုင်ဘူး။ တူတူကတက်လက်စားသူ့ကိုခေါ်၍ထမင်းစားကန်းတွေဝင်သွားသည်ထမင်းစပွဲမှာထိုင်လိုက်ကြသည် ကလေးမလေးတယောက်ဝင်လာကကြာစံချက်ပကံများချပီးသည် တူတူကနန်းနန်းပင်ငရုတ်တီမှုတို့ကိုကိုယ်တိုင်ထည့်ပီးသည်ဆယ်လီပေါ်တူတူအခုလိုဂယုတစိုက်ပြူတာတွေ့ရမြင်ရလေဆယ်လီဝန်းနေလီပဲ ဆယ်လီက တူတူမျက်နာကိုကြည်ရင်ဝမ်းနည်းစွာပြောသည်တကယ်လဲတူတူမျက်နာက အပြည့်ကင်းစင်သောကလေးငယ်တယောက်မျက်နာလိုကြည်လင်ငြိမ်းချမ်းနေသည်ကျောင်းဤတုံးက တူတူအပေါ်ဆယ်လီပြစ်မှားမိခဲ့တာတွေတော်တော်ဆယ်လီ တူတူတို့ဒါတွေမေးလိုက်ကြရအောင်ကဲဆယ်လီပြောစာရှိတာပြော ဈာဇံချက်လေတာဆယ်လီသည်ဈာဇံချက်ကိုတောက်ရင်ဘာစကားပြောရမည်ကိုစဉ်းစားနေသည်ဘာဖြစ်ဖြစ်ဖြစ်လင်းသိက္ခာကို ထိမ့်မှုတာဝန်ရှိသည် ပြဒနာပြည်လေဖို့ပဲအဓိကဖြစ်သည်ဆယ်လီတို့ အောင်လမ်းမှာနေရတာကောင်းပါတယ်တူတူရဲ့ဒါပေမဲ့ကလေးတွေရဲ့ပညာသင်ကြားရေးရောလင်းအတွက်ရောပေါ့ ဆယ်လီတို့ရန်ကုန်ပြောင်းချင်တယ်။ရန်ကုန်စည်းရုံကြီးမှဆိုရင်လင်းလဲပညာရပါတယ်။ FRC အတို့ဘာတို့တရှင်းသွားချင်းသွားတင်ဖို့လဲကြိုးစားနိုင်တယ်။တတူးတငယ်ချင်းဒေါ်လီယောက်ျားဒေါက်တာဖီသိန်းကိုသိတယ်မဟုတ်လား။သူတောင်အင်္ဂလန်မှာမေးစီပါရဂူပွဲယူပြီး ပြန်လာပြီတဲ့။လင်းကိုလည်းပဲတူတူးရဲ့ တိုင်းမင်းကြီးကရန်ကုန်ပြောင်းနိုင်အောင်စီစဉ်ပေးမယ်ဆိုရင်ဆယ်လီတို့အဆင်ပြေမှာပဲတူတူကခិតစဉ်းစားနေသည်ဟုတ်တယ်နော် MBBF ဘွဲတစ်ခုတည်းနဲ့မလုံလောက်ဘူး MRSC တို့ FRCF တို့ရဖို့လေလူတယ်ကိုကိုကို တူတူပြောကြည့်ပါမယ် ကျမ်းမာရေးဝန်ကြီးဌာနအတွင်းဝင်ဥကြော်တာကတော့ကိုကိုနဲ့ရင်းနှီးပါတယ်ဖြစ်နိုင်ပါလိုက်မယ်ထင်တယ်ကြာစံချက်တောက်လူ ကောင်းရဲ့လားဆယ်လီကောင်းပါတယ်တူတူရဲ့တူတူတို့မှာကလေးမရှိဘူးလားနောက်တော့စီကျင်စီမှာပေါ့တူတူကဓာတုပိဒဌာနမှာလက်ထောက်ကတိကအလုပ်နေတော့ ဖဖေးဆွေမျိုးတွေကလက်ထပ်ဖို့စီစဉ်တာဖဖေးကို တူတူကအတူခေါ်ထားပြီးတထုံချမ်းကို အငှားချထားတာ ဥပဇံကတိုင်းမင်းကြီးဖြစ်စသူ့ဇနီးဆုံးသွားတယ်ဥပဇံကတထုံသာသူတို့မိဘတွေနဲ့ဖဖေးနဲ့ခင်နာနဲ့စကားဆက်မိပြီးတူတူတို့လက်ထပ်ဖြစ်တာ နှစ်နှစ်ပြည့်တော့မယ်တူတူထက်၁၀နှစ်လောက်ကြီးပါတယ် ကိုကိုမှကလေးနှစ်ယောက်ပါတယ်။ตาနှစ်ယောက်လုံးတက္ကသူရောက်ပါပြီ။ဘော်ဒါမှာထားခဲ့တယ်။တူတူက ကလေးတစ်ယောက်ပါတယ်။ဟဲ့ဘယ်တော့ကရတာလဲ။ဆယ်လီကအလက်နကြာမေးလိုက်သည်။တူတူက အာရပါရရဲနေသည်။တူတူကလေးကဖီဖီလေးလက်ထပ်ဖို့လာကန်းလှမ်းကလေးက ူတူမှအဖေတယောက်ရှိတယ်ဒီအဖေကိုဘယ်မှခွင့်မထားနိုင်တဲ့အကြောင်းပွပွင့်လင်းလင်းပြောပြထားရတယ်လေဖဖေအပေါ်တတ်မှရှိတယ်ကြားမှာပါတယ်ဆယ်လီကငြိမ်သက်စွာကြာစံချက်ကိုတောင်းနေရင်တွေးနေသည်လက်ထပ်ဖို့သူတို့ဘက်ကစတင် တောင်းခံလာတော့လေမိန်းကလေးတွေအနေနဲ့လူလားချက်သူမဟုတ်ကတ်တဲ့ချက်ကို အထက်စီးနဲ့တောင်းခံနိုင်သည်ပေါ့ဆယ်လီအဖိုးကတော့သူကတူတူအချက်လင်းကို လူယူခဲ့သည့်အဖြစ်မျိုးဆိုတော့အစကတည်းကဥကျိုးလာခဲ့သည်အစော့ပေးလာခဲ့ရသည် လင်းသူ့အပေါ်ဒီနိုင်ချက်ကလေးတစ်ခုကိုင်းကတသက်လုံးအပေါ်စည်းကဆက်ဆံလာခဲ့တော်သည် သူများကောင်းဘောကတရဖူကို ကိုယ်ဆန္ဒအလျောက်ဆွဲယူဆောင်ခဲ့မိလီတော့တရဖူအလေးချိန်တန်ကို သူခံရတော့သည်တရဖူကိုစွန့်ပစ်ဖို့ကလည်းဒီတရဖူဤအစိတ်ပိုင်းဖြစ်သောသားနှင့်သမီးယတနာကို သူပုံမူတွေ့တာလီမစွန့်နိုင်တူတူရဲ့ကျေးဇူးလဲတင်တယ်ဆယ်လီကိုပြန်ခွင့်ပြုပါဦးကလေးတွေကနေပိုင်းကတော်နဲ့ထားခဲ့ရတာ သူကထိုင်ရန်မထကတူတူကိုနှုတ်ဆက်၍ကားစီယာထွက်လာခဲ့သည်တူတူကကားနာထိလိုက်ကနှုတ်ဆက်ရင်းကားထွက်သွားမှအိမ်ထဲဝင်လာခဲ့သည်တူတူအိမ်ပေါ်တက်လာခဲ့သည်တိုင်းမင်းကြီးကလည်းမရှိသူတယောက်တည်းလွတ်လပ်စွာတွေးခေါ်ချိန်ရသည်ဆယ်လီသည်တစ်ချိန်ကအင်းလျာဤအလှကေဧကရီ ယောက်ျားသားတွေကို သူမ ాయి အလှမှာ မိန်မောအောင်ညှို့စွမ်းနိုင်သူ သူအလှမှာဒူးထောက်ခဲ့ရသူ အများကြီးဘဝမှာအထက်စီးနဲ့နေလာခဲ့သောသူတရားယခုသူထံရောက်လာသည်เจ้าတို့ငါလိုပဲ သူအလှသည်မတ်မောဖွယ်စိနေသေးပြီမြင်စိနေသေးပြီမဲတောကအစိမ့်ကြောင်းညှို့နှမ်းနေပုံရသည်เจ้าနေဘက်သူငယ်ချင်းတရား သူခင်မွန်အလုတ်ပြောင်းရဖို့အတွက်သူထံအကူအညီလာတောင်းသည်သူမှလုံနိုင်စွမ်းရှိသည်သူခင်မွန်ဖြစ်သူ တိုင်းမင်းကြီးကို အကျိုးကြောင်းဖွင့်ပြောလိုက်ရုံပဲဖြစ်သည်ဒါဗိမဲ့ဆယ်လီဤခင်မွန်တဲ့ကတခါကသူချစ်ဦးသူသူနှလုံးသားမှပွင့်ဦးကိုဆယ်လီသည်အပင်မှဆွဲကင်နှုတ်ယူက ယူဆောင်ခဲ့သူတရား သူနှလုံးသားမှာဒဏ်ရာမီမြပြင်းထန်စွာကြံရင့်ခဲ့သည်ကိုဆယ်လီသိမိမဟုတ်နှလုံးသားမှာအမြင့်တွင်နေသောပန်းပင်ကိုနှုတ်ယူသည်ဆိုကြဲကနှလုံးသားကို ခွဲစိတ်ပြီးမှဒီပန်းကို ယူရမည်ဖြစ်သည်သူနှလုံးသားကိုမီမြကုစားရသည်ကိုဆယ်လီသိစေခြင်းသည် နောင်နာရခဲ့သော အနာတရဖြစ်ခဲ့သောနှလုံးသားမှာ ခြေကွဲပြက်စီးမသွားပြီမဲအမားရုပ်ကတော့ထင်ခဲ့သည်အချစ်ပြေခဲ့တော့လေဘဝမပြတ်အောင် သူအပြင်းထန်ကြူစား၍ MFC ဘွဲကိုရခဲ့သည်ဒါပေမဲ့တက္ကသိုလ်ဆရာမကြီးဘဝနေရော တိုင်းမင်းကြီးကတော့ဘဝရောက်သည့်အထိသူ့ဘဝအစဉ်ပြေခဲ့ပြီမဲနှလုံးသားကအမားရုပ်ကအသားမကြည်သည်နာသင်ခက်ခက်သောနာကြည့်မှုက ေါ်ခြင်းလာတိုင်းနေမတိထိုင်မသာ ဖြစ်ခဲ့ရသည်เจ้าမာတုံးကသူ့အပေါ်ကိုသူ့အပေါ်မှာကကူလင်းရောဆယ်လီရောရက်ဆက်တီထက်ပတ်ဆက်စွာမျက်နှာပြောင်းတိုက်ခဲ့ကြသည်ဒိုင်းမင်းကြီးလင်မယောက်ဒိုင်းမင်းကြီးလင်မယားနှစ်ယောက်အနည်းနည်းအောင်းလံကိုဖြတ်လာတော့ညနေခင်းကလက်ဖက်ရည်ပွဲကိုတတိယသည် ထိုလဘေးရေပွဲမှာပထမဆုံးချစ်ဦးသူနှင့်သူဤဇနီးကို ပြန်လည်ဆုံရခြင်းဖြစ်သည် ထိုနေ့ကနှလုံးသားဤလှုပ်ရှားမှုကို သူပြီးစွာသူတိတ်စွာလှပစွာဆက်ဆံနိုင်ခဲ့သည်ကို သူကိုယ်သူအံ့ဩမိပါသည် အမှန်တော့တရုတ်ဆောင်ခဲ့ခြင်းဖြစ်သည်သူနှလုံးသူနှလုံးသားလှုပ်ရှားမှုကို လင်းသည်၎င်းဆယ်လင်းသည်ဆယ်လီသည်၎င်း ရိမ့်မိကောင်းရိမ့်မိတိစီကောင်းတိစီပါလိမ့်မည်တိုင်းမင်းကြီးကတော့ဘာမှမသိသူဤတရုတ်ဆောင်မှုသည်ပြီးရည်သည်မှန်သည်လူကြီးမယားပြီးပြီးလိုက်လဲဖို့ရည်စွာအိန္ဒိယရရဆေလီကိုဆက်ဆံခဲ့သည်ဒါပေမဲ့အောင်လံကထွက်၍မကွေးကိုရောက်တော်ညကပင်ပန်းပါလျက်နှင့်အိတ်မပြိုသောဝေဒနာကိုခံစားရသည် နှလုံးသားမှအမယုတ်ကပြန်လဲနာကျင်လာသည်ယခုပြဒနာကိုဘယ်လိုဖြေရှင်းမလဲအလှဲ့ကြမနှွေရသောလမ်းစဉ်ကိုလိုက်မလားပေပြစ်ရင်ခံ၍တူဖြစ်ရင်ထုသောလမ်းစဉ်ကိုလိုက်မလားယခုသူကတူဘဝအင်းအားအပြည့်နှင့်ဆယ်လီဤပေဘဝကိုဝက်ဝက်ခွေးအောင်ထုပြစ်လိုက်နိုင်သည်သို့သောလင်းဆိုသူက ူဤကုကုလင်းပြတနာကသူဤချစ်ဥသူဘွားဤပြတနာသူရင်ထဲတွင်ခွင့်လွတ်ခြင်းနှင့်လက်စာချေခြင်းသည်တိုက်ခိုက်နေကြသည် လင်းရဲ့ပြတနာကိုများဘာဖြစ်၍တူတူနှင့်ဆယ်လိကြာထားခဲ့ပါသလဲတခါတုန်းကလင်းသည် ပြတနာဆင်းခဲ့သည် သူတို့စားတွေ့သောနှစ်ကကြောင်းပိတ်ရဲ့ လင်းတထုံကို လိုက်လာသည်တထုံမြို့တဲတွင်တငယ်ချင်းအိမ်မှတဲသည်တငယ်ချင်းမောင်နှမနှင့်တခြားရန်ကုန်မှပါလာသောတငယ်ချင်းများနှင့်အတူလင်းကတထုံမြို့ပြင်စီတူတူတို့အိမ်လာသည်တူတူကဖေဖေနှင့်လင်းကို မိတ်ဆက်ပေးသည်နေလောင်သောမျက်နာကြီးနှင့်ဖေဖေဤကြံ့ကိုင်းတောက်တင်သောခန္ဓာကိုယ်ကစိုက်ပြူးရေးသမားဘဝကို ဖော်ပြနေသည်ဖော်ယူသော အပြုတ်နှင့်လင်းကိုပူပွင့်လေးလေးဆက်ဆန့်စကားပြောသည်တူတူအဲ့ဒီတွေမနှက်စာကြွေးလိုက်ဖေဖေချန်သေးသွားအောင်မယ်တူတူဖေဖေကတဝင်းချန်နဲ့သူ့ရာရာတော်စီရာကိုထွက်သွားသည်ငွေချင်းတွေက ချန်သေးဆောက်ကြည့်ကြသည်တူတူနှင့်လင်းက ဂန်းကောပင်အောက်ကကွပစ်မှထိုင်ကြသည်။ရွက်စိမ်းပင်ကြီးများသည်တကူးဤနှွေအပူကိုကာကွယ်ထားသည်။ဂန်းကောရနှန်းကနှွေလီဤတန့်စင်စွာမှုပြန့်နေသည်။လှလိုက်တာတူတူရဲ့ပန်းတူကလည်းမှုတစ်ပင်ရိတ်ကလည်းအင်းနေ။တထုံမျိုးထေကနေတော့မတူဘူးပန်းများကိုမောကြည့်ကလင်းကပြောသည တူတူကဒီခြံထဲမှာမွေးတာဒါကြောင့်တူတူကအီတီအေးဆက်ဖြစ်နေတာလင်းကတူတူတို့ဇာတိမှာပြောတယ်ဗောပြောတာဗောလင်းကြောင်းပြီးရင်ဒီနေရာလေးမှာအခြေချပြီးစေကန်းဖွေးရရင် ကောင်းမယ်နော်မြို့ကြီးမှာထက်နေက ကြီးလက်တွေမှာစေကန်းကလိုအပ်တာ တူတူကသူ့ဇာတိမှာသူ့ချစ်သူပျော်သည်ဆိုတော့စိတ်ချမ်းမြေ့သွားသည် သူ့ဘဝကဖဖြစ်ဇာတိမှာအခြေချခြင်းချမချလျင်သူ့တွားရအဖေကို အပါခေါ်သွားဖို့ပဲစီသည်သုံးလနှစ်ဆိုရင် တူတူတို့ အစီအစဉ်လုံနိုင်တာပေါ့တူတူဆွေးထားလို့သာလင်းကခုတောင်လက်ထက်ချင်နေတာ ဘယ်ဖြစ်မလဲလင်းနှစ်ယောက်စလုံးပညာစုံမဖြစ်မှာပေါ့နောက်နေ့မှာတော့ဖဖေးကွင်ဖြူချက်နဲ့သူငယ်ချင်းများနဲ့အတူမြားတပိတ်တောင်တက်ကြသည်လင်းကကိုတိုင်ကူးသောကန်းကိုပန်းတွင်ဖျားဖို့တချို့ကိုဥချကကျန်တာတွေတူတူကောင်းမှဝီနေအောင် ပန်ပေးသည် သူငယ်ချင်းများကလည်းကန်းကိုပန်းကိုစီနှင့်မြားတပိတ်တောင်တက်ကြသည် တူတူလက်ကိုတစ်ဖက်ကကင်ကပန်းစည်းကိုတစ်ဖက်ကကင်၍လင်းငါတောင်ကိုတက်သည်ချစ်သူချင်းလက်တွေတက်ရလေတော့တောင်အမြင့်သည်သူတို့ကိုမောအောင်မစွမ်းနိုင်ပါမြားတပိတ်တောင်မှစီး၍မြင်ရသောတထုံမျိုးကလည်းစိမ့်ညို့ကြီးမိုင်းနေသည်လင်းမောလား တူတူကမေးလိုက်သည်တူတူနဲ့သာအတူလက်တွေ့ပြီးတောင်တက်ရမယ်ဆိုရင်ယူဇနာ7400မြင်းနဲ့မျက်မှုတောင်ကူတောင်တက်ရမလားလင်းမမောပါဘူးတူတူကရဲ့ဤစီကြောင်းသားကလည်းမြမစာတော်သားပဲသူတို့ဒီသူငယ်ချင်းများကို မေးနေသည်လင်းအတွက် တူတူဤချူမြင်သောအတန်။ခေါင်းမှတင်းပြန်သောကန်းကိုယနံ့တွေကရင်ကိုအေး၍အမောပြည်စီပါသည်။တူတူအတွက်ကလည်းချစ်သူဤလက်ကအာတက်စီပါသည်။ဖျားဖျားဘောရင်ပြင်းရောက်တော့တူတူနှစ်ယောက်ဖျားပန်းကက်ကစစ်ကိုကြသည်။ရမရယောင်ဝကန်းကိုဖူးတွင်နေ စုထုပံကား၍သူငယ်ချင်းတွေကအဝေးမှတခြင်းစောင်းမြောင်းဆိုကြသည်တကူးလကောင်းကင်သည်ကြည်လင်နေသည် တိမ်ဆင်၍နေချီတောက်ပပေမဲ့တောင်ထိပ်သည်နှွေလေးညှင်းဤအေးမြနေသည်ဖယားမဆွေလန်းသည်ကြည်နူးချမ်းမြေဝဲဓမ္မဂီတကိုတီကျူးနေကြသည်ထိုးတစ်ချိန်ပဲ နေနှင့်နှစ်ယောက်တည်းတွေ့ခဲ့ရသည်။ကြောင်းရောက်တော့အဆောင်ဧကမလွေရေလင်းကိုတူတူအတွေ့မခံခဲ့ပါ။ဂန်းကိုပွင့်ဒီခြံထဲမှာတင်းပြန့်လာရင်ခြေကွဲဆွေးမြေ့ရသောဝေဒနာကတူတူရင်ထဲမှာပေါ်လာသည်။တခါတည်းရန်ညာဦးအိမ်မြက်အိမ်မက်များတွင်ဂန်းကိုရနတ်များတင်းပြန့်လာတတ်သည်။အိယာကနိုးလင်းပန်းများကိုစာမတွေ့ သူရင်ထဲမှာတော့၁၂လရာသီမပြတ်တကူးနှွေပဲဖြစ်၍ဂန်းကိုပန်းများကဝင်လျက်အခုတော့လမ်းတောက်တွင်ပန်းပြောက်ခဲ့ရသည်သူဤဝင်ဦးကေသာပန်းကိုဆဲယူသွားသူဆဲလီကပြတနာတင်လာပြန်သည်လင်းဤပြတနာသူနှင့်အလွန်ကြွားဝေးသွားပြီဖြစ်သောလင်းဤပြတနာနည်းနည်းရောက်တော့ ိုင်းမင်းကြီးခရီးထွက်ရမှပြန်လာခဲ့သည်ဆယ်လီလာသည့်အကြောင်းကို မပြောပြသည်ညကျမှအိမ်ပေါ်ထက်စင်ဝင်ခန်းမှာနှစ်ယောက်သားထိုင်မိကြသည်ကိုကိုကလည်းတထုံသားဖြစ်၍ရွေးနေချမ်းနှင့်ငရမ်းချောက်ဖို့ကြိုက်သည်အေးအေးတွေအရက်တွေမကြိုက်သည်ကိုပဲကျေးဇူးတင်ရသည် သူသည်ရင်းနှီးချမ်းငှဲ့ပေးရင် အစားအတောက်စားမရှိသောလင်းတွေကိုကျေးဇူးတင်မိသည်တချို့အရာရှိကတော်တွေများဆိုရင်ယခုချိန်အရက်နှင့်အမီတီးခင်းတွေးမွေးနေရပြီသူသည် တိုင်းမင်းကြီးငြိမ်သက်တည်ကြည်မှုကို ကြည်ရင် လေးစားသောစိတ်နှင့်အစိမ်ဝါကို တွေးနေမိသည်ဘာပဲဖြစ်ဖြစ်လင်းတွေကအာနာရှိသည်တကူရှိသည် ဒါထမကလေးစားထိုက်သော စာရိတ္တရှိသည်ဆိုလျှင် ထိုအစိမ်ဝါကိုဇနီးဖြစ်သူကခူလုံရမည်ဖြစ်သည်ခင်မွန်းတဲ့ထမရရှိသောအစိမ်ဝါကိုဘယ်လိုအတုံးချမလဲသူခူလုံရသောအရေးသည်အေးချမ်းမှုကို သူခွဲဝေပေးစမ်းနိုင်ရမည်သူတွေးရင်အပြေရလိုက်သည်တူတူငြိမ်လှကြည်လား ငချောက်တမြင်ကိုဝါရင်ဥပဇံကပြောသည်တူတူစဉ်းစားနေလို့ကိုကိုဘာကူလဲဟိုတူတူတို့ မကွေးအလားအောက်လန်ကိုဖျက်တဲ့နေ့တတိယသေးလားညနေလက်ဖိတ်ရီပွဲနဲ့ဧကန်နေလေဥပဇံဒီခိတ္တစဉ်းစားနေသည်ဆိုပါဦးတူတူအဲ့ဒါဘာဖြစ်လဲ တူတူတငယ်ချင်းဆယ်လီဆိုတာနဲ့ကိုကိုကိုမိတ်ဆက်ပေးတယ်လေ။ဩဒေါန်တာလွင်းစေအောင်ရဲ့ဇနီးဆိုတာကိုကိုဒီလင်းစွေအောင်နမဲကိုလည်းမှတ်မိနေ၍သူ့ရင်ထဲဒိတ်ခနဲဖြစ်သွားသည်။ဟုတ်တယ်ကိုကိုသူ့နမီကဆယ်လီသူမနေ့ကတူတူစီလာသွားတယ်။အเจ้าကတော့ဒေါန်တာလွင်းစွေအောင်ကိုရန်ကုန်ပြောင်းဖို့ ပြောင်းဖို့လုပ်ပြီးပါတယ်။ရန်ကုန်မှာဆိုနောက်ထပ်ပွဲတွေအတွက်စာကြည့်နိုင်တယ်၊ကျူးစားနိုင်တယ်ပေါ့။ဒူတူဒီစကားပြောရင်အတန်မှန်အောင်ဗတိနှစ်ထိန်းနေရသည်။သူစိတ်ထဲမှာထိုးအကြောင်းပြောရသည်ကိုစိတ်ကမလုံး။ဥပဇန်ကဘာမှမဖြစ်သေးပဲငြိမ်သက်စွာတွေးနေသည်။အတန်ကြာမှ စကားစသည် ဒီမိမတော်တော်ချောတယ်နော်ဥပဇန်းစကားစလိုက်တော့တူတူအံ့အားတင်သွားသည် ဟုတ်တယ်ကူကူအင်းလျားဆောင်ပါစို့ကွင်းလူတော် မခေါ်ဘူးဧကရီလို့ចောင်းသူတွေကခေါ်ကြတာတက္ကသိုလ်မှာတခိတော့တယောက်ရှိတာပဲမေတက္ကသိုလ်တွေလည်းတော်တော်ခိစားလိုက်တယ်ဒါပေမဲ့တချို့မေတွေလင်ကောင်းตาကောင်း များသောအားဖြင့်မရကြဘူးလင်ကန်ဆိုတာပေါ့သူပြောသော အကြောင်းနှင့်ဥပဇံစကားသည်ဘယ်လိုအဆက်ဆက်ရှိသည်ကို တူတူတွေးနေသည်တူတူတငယ်ချင်းဆယ်လီယောက်ျားကလူတော်ပါပဲလူနာတွေအပေါ်အမတန်ဂရုစိုက်တဲ့လူဖះလင်းဆွေအောင်အကြောင်းကိုကိုကိုတိနေပြီဆိုတော့ သူနဲ့လင်းဆွေအောင်အကြောင်းကိုရောကိုကူသိနေပါပြီလားအခွဲစိတ်ပညာတော့စိတ်တူတက်ဖို့အများကြီးရှိပါတယ်ဒါပေမဲ့ကိုတောင်ပေါ်မြို့ကလေးမှာမိန်းကလေးတစ်ယောက်နဲ့သူဖြစ်ခဲ့တဲ့အဖြစ်ပြက်တွေအတွက်လူကြီးတွေကမကျေနပ်ကြဘူးတူတူအဲ့ဒါတွေမသိပါကိုကိုကလည်းအောင်လန်က နေပိုင်နဲ့ တောင်ကြီးကအေးပိုင်ပြောလို့ကိုကိုသိတာအေးလေတူတူတငယ်ချင်းဖြစ်နေလဲပြီးတော့ဆီယမနဲ့ပြတနာဆင်းသွားအောင်လင်းဆွေအောင်ရန်ကုန်ပြောင်းတာပဲကောင်းပါတယ်ဆီယမနဲ့ပြတနာတူတူကထက်၍မေးလိုက်ဤသူဘာမှမသိဟုတ်တယ်တူတူပဲသိမလဲကိုကိုကို ကလပ်မှာအောင်လန်ကနေပိုင်လာတုံးကပြောသွားတယ်။ဆေဝကုသဘုံမှုပိုင်းမှာတော့လူတော်ပဲတယ်။မိမတော့ဝီတဲ့။သူချစ်ဦးသည်ဆယ်လီလက်ထဲမှာပင် တောင်ပေါ်မြို့ကလေးမှာလဲမိမပြဿနာဖြစ်ခဲ့သည်သည်။ယခုလဲဆရာမနေတယ်။ဆယ်လီထိုစိတ်ဒုက္ခတွေကြောင့်နွမ်းပြပြဖြစ်နေဟန်ရှိသည်ကို သူတတိပြုမိသည်။ ဆယ်လီတို့အကြောင်းတွေးရင်ဥပဇံစကားများကိုအတိရမိသည်ပြီးတော့ဥပဇံသဘောထားနှင့်စာရိတာ ဥပဇံလူလူမျိုးကို သူရချင်းသည် အိမ်တော်ရေးမှာသူအလွန်ကံကောင်းသည် ဥပဇံမှာ အာနာနှင့်အစိမ်းဝံတွေမကသမာဓိလည်းရှိသည့်လူတစ်ယောက်ဖြစ်သည်ဒင်းဤအစိမ်းဝါကိုမိကိုအတုံးချ၍ဆယ်လီကို သူကူညီ ကူညီလိုက်နိုင်သည်ကို သူချေနှံ့မိပါသည်သို့သောတနေ့နေ့တော့သူနှင့်ကိုကိုလင်းတက်ကတော်မှနေစဉ်ကအကြောင်းတွေကိုတော့ဥပဇံကိုဖွင့်ဟပြောရမည်ယင်ထဲမှာအစင်မွှင်းပြနေသောဂန်းကိုပန်းရနဲ့အကြောင်းကို ဥပဇံတိထားဖို့လိုသည် ယခု သူဤကူညီခြင်းသည်ဆယ်လိကိုကူညီခြင်းလားချစ်ဦးသူကိုကူညီခြင်းလား ခြေဦးသူအတွက်ဥပဇံထမအကူညီတောင်းမိသည်ဆိုရင်တော့သူသည်ဥပဇံအပေါ်မှာမတရားသူစိတ်ကသူ့ကိုခြောက်လှန့်နေသည်ဟုတ်ကဲ့အပိုင်းငါကိုဖတ်ပြမျှဝေပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာစောက်စားနာစင်ပေးကြတယ်တော်လန်ကလစ်ကတူတူတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာတော်တာစင်ပါ vi bia vi quả cha bà gì